โอเคကျွန်တော်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ oxygen ပါဒါကျွန်တော်တို့ဒီနေ့ညဒါ Champion League ဒုတိယညကိုရောက်လာခဲ့ပြီဒါမနေ့ကတော့ဒီတစားမုံလမ်းမင်းနေဆိုတော့ကျွန်တော်အနေနဲ့မှာအားလုံးဗီဒီယိုလေးမတင်ပေးပြဘောနော်အဲဒီညမှာတော့ကျွန်တော်အနေနဲ့အာဒီညီကိုတွေအားလုံးအတွက်ဝယ်ကောင်းလေးရွေးချယ်ပေးခြင်းနဲ့ဒီညကျွန်တော်တို့ဒါပွဲစဉ်တွေပွဲကောင်းတွေအများကြီးတဲကမှကျွန်တော်တို့ဒါပွဲကောင်းလေးတစ်ပွဲဖြစ်တဲ့ဒီ Man City နဲ့ကျွန်တော်တို့ Dortmund ပွဲလေးကိုကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ ဒီဘက်လေးမှာဆိုရင်ကျွန်တော်ဗာကြိုက်လဲဆိုရင် Man City ကိုအောက်ကြိုက်ပါတယ်။အာဗာလို့ကျွန်တော်ကိုအောက်ကြိုက်တာလဲဆိုလို့ရှိရင်ဒီ Man City တို့အတင်းကိုစကြည့်မယ်ပေါ့နော်။အ Man City ကဒါဒီနှစ်မှာဆိုရင်ဒါ Pep Guardiola ကဒါလူကစားလူကစားသမားတွေသူ့ရဲ့ကစားသမားတွေအချင်းတောင်းနေ ပြီးတော့ဒီကစားသမားတွေကို နေရာပေးတာတွေလှုပ်လာပြီးတော့အာသူတို့အနေနဲ့နှိရှိလာမြပလန်ဆွဲနေတဲ့ပုံစံမျိုးတွေ့ရတယ်။အာပြီးတော့နောက်ထပ် Man City အနေနဲ့ကဒါကျွန်တော်တို့ နောက်ထပ်ကန်ရမယ့်ပွဲကဒီ Premier League တွေကကျွန်တော်ဒါအသင်းကြီးဖြစ်တဲ့ကျွန်တော် Liverpool သူရဲ့ဒါပြိုင်ဘက် rival ဖြစ်တဲ့ Liverpool နဲ့လည်းနောက်ပွဲမှာကန်ရမှာဖြစ်တဲ့ကြောင့်မလို့ဒီညမှာကျွန်တော်တို့ကစားသမားအားကိုထိန်းကန်သွားမယ်လို့မြင်တယ်။အဲပြီးတော့အကဲပေါ်တော့သူတို့အနေနဲ့ကစားသမားအားကိုဒီထိန်းမကန်မဲနဲ့လူစင်းကုန်ထုတ်လာခဲ့မယ်ဆိုရင်တော့မှနောက်ပွဲအတွက်ကျွန်တော်တို့လူချန်အောင်မှဖြစ်တယ်ကစားအချန်အောင်မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ Social City 1C 2C ကိုရတာနဲ့ဒါ အဓိကကစားသမားတွေကိုထုတ်ပြီးတော့အရင်ကစားသမားတွေနဲ့ပဲကျွန်တော်တို့ကစားသွားမယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အဲနောက်တစ်တစ်ချက်ကကျတော့ကျွန်တော်တို့ဒီဒေါမွန်ကိုပြန်ကြည့်မယ်အဒေါမွန်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လေအဒေါမွန်ကဒီအိမ်ခွင်းမှာဆိုရင်တော့ခြေစွာတယ်ဂိုးရတယ်ဒါပေမဲ့အဝေးခွင်းကိုရောက်တဲ့အခါမျိုးကျရင်တို့အနေနဲ့ရာတင်ရထိုက်တဲ့ဂိုးတွေမရဘူးဂိုးသွင်းရနည်းနေရာမျိုးတွေတွေ့ရတယ်အဲဆိုတော့အဒေါမွန်တို့ကဒီမန်စီးတီးရဲ့ဒီခံစစ်ကိုထိုးပေါက်နိုင်မယ်လို့ကျွန်တော်မမြင်ဘူးပေးထားတဲ့ဂျီဝင်ကကျွန်တော်တို့360ရှုံးပြီးပေးထားတယ်အဲဒီဒိုင်းဘိုဂီတွေကတော့ကျွန်တော်တို့ဒါ တော့မတော်ဘူးလောက်ပြင်ရမယ်ဆိုရဲဒီဂျင်းမျိုးပေးထားလို့ပြင်တွေ့ရရပါတော့အဲကျွန်တော်ကတော့ဒီညမှာဒါတော့မွန်တော့ကိုကျွန်တော်ကိုမပေးချင်ဘူးဒီမန်စီးတီးတို့1-2လောက်နဲ့ပဲကျွန်တော်နိုင်သွားမယ်လို့ကျွန်တော်ကတော့မြင်တယ် အဲဆိုတော့ဒါဂိုးပေါင်းကြီးက360ရုံးဖြစ်တာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်အနေနဲ့1 2ဆိုရရလဲဆိုရင်တော့မှဒါပြား60စားမယ်အဲပြီးတော့နောက်ထပ်တစ်ချက်ကကြတော့ဒီ UCL ပထမညမှာကျွန်တော်တို့ဒါဂိုးအောက်တည်းကြီးပဲဝင်ထားတာအတော်တော်များတာဖြစ်တဲ့ကြောင့်မလို့ဒီဒုတိယညမှာလည်းကျွန်တော်တို့တော်တော်များများကဂိုးပေါ်မလားဆိုတဲ့စိတ်နဲ့ဂိုးပေါ်လိုက်ရကြမလို့ထင်တယ်ပထမညမှာဂိုးအောက်တာဖြစ်တဲ့ကြောင့်ဒုတိယညမှာလည်းကျွန်တော်တို့ဂိုးအောက်ကိုပဲလိုက်ရရမယ်လို့ကျွန်တော်မြင်ပါတယ်အဒါကြောင့်ဒီညမှာတော့ကျွန်တော်ကတပွဲကောင်းအနေနဲ့ဒီ Man City ဂိုးအောက်ကြိုက်ပါတယ်အားလုံးပဲမနဲ့လမ်းပါ